တခါတော့ကအောင်ကြီးရှိပါတယ်ကြောက်ကြပါလိမ့်မယ်ဘကပြမဆိုတာလေဘကပြမကြီးကသူစီလာတဲ့လူတွေအားလုံးကို w e l c o လုပ်တယ် w e l c o လုပ်ပြီးတော့သူနေတဲ့ပုံဟာမအိုမနာမသိထာဝရဘုံကြီးလို့သူကိုယ်တိုင်ကကြွားခဲ့တာပြောခဲ့တာအဲ့လိုပြောခဲ့တာเนาะအဲ့ဒီဘကပြမကြီးရဲ့အယူအဆတွေမှားယွင်းနေလို့ရသော်ဗျာဘွားကနေလူပြေမှာ ပျောက်ပြီးတော့အဲ့ဒီမှာဘွားကနေသွားပေါ်တာเนาะပြုတ်ခနဲ့ပျောက်ပြီးတော့ဘွားကနေဟိုမှာဖះသွားပေါ်တော့ဖះလည်းမြင်လိုက်ရောအဲ့တော့နတ်ပြည်တက်တယ်ဆိုတာဒီပုံစံနဲ့တော့မတက်ရအောင်နေမိတ္တရုပ်ဖန်ဆင်းရတယ်သူကဒီပဂတိခန္ဓာကိုမဟုတ်ဘူးဒါလည်းပဲအလွန်သဘာဝကြတယ်အခုအာဂတသူရဲကောင်းနေဆိုတာဒီဝန်းနဲ့သွားလို့မှမရတာလေအကအွယ်တွေလုတ်ပြီးမှကောင်းကင်ကိုသွားလို့ရတာပဲ အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရတယ်သူခန္ဓာကိုနေမိတရုပ်ဖန်ဆင်းပြီးတော့ကောင်းကင်ကိုဘွားနဲ့ကြွားသွားတာရောက်တော့ဘုရားပြမကြီးကဖះရလဲတွေ့ရောဘာပြောတော့ဆိုသွားကတန်းသွားကတန်းဆိုတဲ့စကားလုံးကအင်္ဂလိပ်လိုဆိုရင် welcome လို့ပြောတာပဲကျိုးဆိုပါတယ်ပေါ့အခုဒီသွားကတန်းဆိုတဲ့စကားကိုပဲသုံးတာလေ swagat ဆိုတာ အိန္ဒိယနိုင်ငံတို့ဘာလို့မှသုံးတဲ့စကားလုံးဆွာဂတ်ဆွာဂတ်ဆိုတာသွားကတက်ကောင်းသောလာခြင်း welcome လို့ဆိုလိုတာနော်ထိုင်းမှာသုံးတဲ့စကားကသူ့ဝတိစဝတိခတ်ဆိုတာသူ့ဝတိဟောတုချမ်းသာပါစေလို့ပြောတာအဲ့တော့ဆွာဂတ်လို့ဆိုတဲ့သုံးတဲ့စကားလုံးဟာသွားကတက်ပဲသွားကတက်ဆိုတာအင်္ဂလိပ်လိုကောင်းသောလာခြင်းပဲကျိုးဆိုပါတယ်ပေါ့ကျိုးဆိုပါတယ်ဒီပုံဟာမအိုမနာမသိဖြစ်ပါတယ် ရှင်ကောင်းမရောက်လာတာကြိုးစားပါတယ်ပေါ့ဒီဘုံကြီးဟာသာဝရမိစ္ဆာသာဝရဘုံကြီးပါလေဘဂဗျမဟာအဲ့လိုပြောတာအဲ့လိုပြောတော့မြတ်စွာဘုရားကအေးဘဂဗျမကြီးဟာအဝိဇ္ဇာမှောင်နေရောက်နေရှာတာကိုဘာမှ မသိပါလားမသိတာအမတန်မှဆိုးဝါးလာတယ်လို့မြတ်စွာဘုရားကအဲ့လိုပြောလိုက်တဲ့အခါကျတော့ဘေးကဗျမတွေကဘာပြောတော့ဆိုအရှင်ကောရမအရှင်ယဟန်မပြောနဲ့မပြောနဲ့ဒီဗျမကြီးဟာကဘာကြီးကိုဖန်ဆင်းတဲ့ပုဂ္ဂိုလ်တဲ့နော် သူပြောတာအသာနာထောင်ပေါ့သူစကားလိုက်တဲ့သူပြောတာအသာနာထောင်သူ့ကိုမဆန့်ကျင်နဲ့ဆန့်ကျင်လို့ရှင်မဟာအဝီစီငရဲကြရတယ်ဆိုတာလူစွာ၆ရင်ကြောက်တယ်လေဖះလည်းအဲ့လိုမြမာတွေကဝင်း၆သေးတာဘလို့၆၆နောက်ဆုံးကြရတဲ့အခါကျတော့ရသော်ဗျာသူ့ကိုဘာပြောတော့ဆိုမင်းဒီဘုံရောက်လာတာဘာကြောင့်ရောက်တယ်ဘာကုသိုလ်တွေလုပ်ခဲ့တယ်ဆိုတာပြန်ပြောပြ ဘယ်ဘဝတုန်းကမလုပ်ခဲ့တယ်ဒီဘုံကိုဘယ်တော့မှရောက်လာတယ်နောက်ဘယ်တော့ချမင်းသိမယ်သိပြီးမင်းဘယ်သွားမယ်ဆိုတာတွေပါအကုန်ပြောတာနော်အဲ့ဒါကအမတန်မှရှည်လျားတဲ့ဒီကဘာခြီးပြီးတော့ကြာတဲ့တက်တန်းကိုပဲမြတ်စွာဘုရားကသူ့ရဲ့ဒီရှုပ်ဝဲချက်တွေဆိုပါစို့အတိတ်ဘဝကရှုပ်ဝဲချက်တွေအကုန်ပြန်ပြောပြတော့သူကအဲ့ဒါဘုရားကပြန်ပြောပြလိုက်တဲ့အခါကျသူလည်းမှတ်မိမှတ်မိတော့သူလက်ခံသွားတယ်အဲ့ဒီမှာနော် အတိတ်ဘဝတုန်းကဖះနဲ့သူနေရဆရာတပည့်တော်ခဲ့သေးတာဟုတ်ရှိတုန်းကရသေးဖြစ်စဉ်တုန်းကသူကကုသကောင်းမှုတွေလုပ်ခဲ့တယ်တဲ့ဒီကန္တရခရီးထဲမှာတတ္တဝါတွေဒုက္ခရောက်နေတဲ့အခါမှာဒီရေမရှိတော့ဒုက္ခတွေရောက်နေတော့သူကရသေးတကိုးကြီးတဲ့ရသေးဖြစ်တယ်အဲ့တော့ဘာလုပ်တုန်းဆိုတော့ခင်းကမြေကြီးကိုကန္တရဘက်ကို စီးအောင်သူတကိုးနဲ့ဖြန့်စင်းပြီးတော့ခင်းကမြေကြီးကနေပြီးတော့ဥလှဲ့ပြီးတော့ ကန္တာရရေရှားတဲ့ဘက်ကိုမြစ်ចောင်းကြီးတစ်ခုပေါ်သွားအောင်လုပ်ပြီးတော့ပေးလိုက်တော့ဟိုရေငတ်ပြီးတော့သေမဲ့တရဝါတွေလူတွေမသေးတော့အဲ့ဒီကောင်းမှုကိုသူလှုပ်ခဲ့အဲ့ဒါကိုဖះကဖော်ပြတာအဲ့ဒီထုံကလှုပ်ခဲ့တယ်မဟုတ်လားပြန်စဉ်းစားလမ်းဆိုတော့ဟုတ်တယ်ငါလှုပ်ခဲ့တယ်အဲ့ဒါလို့ပေါ်လာတာသူကုသကောင်းမှုတွေကိုပြန်ထုတ်ပြောပြပြီးတော့ဒီပုံဟာတက်တန်းဘလောက်ပဲရှိတယ်ဆိုတော့မြတ်စွာဘုရားထောက်ပြတာဘုရားမြတ်မကြီးကိုချွတ်တယ်ဆိုတာအဲ့ဒါပြောတာနော်ဘုရားမြတ်မကြီး ਨੇ မြတ်စွာဘုရားနဲ့ဟာခုခေတ်စကားနဲ့ပြောရင်တော့ hide and seek ခေါ်တာပေါ့တူတူပုံနံကစားမြမကြီးကတကိုးပြိုင်တာပေါ့မြတ်စွာဘုရားကသူကပုံပြမယ်တော့ तू तू ပဲရောက်နေတယ်ဆိုတာရှာပေါ့ hide and seek ခေါ်တာပေါ့နော်တယောက်ကပုံနေတယောက်ကတွေ့အောင်ရှာဆိုတော့မြတ်စွာဘုရားကအဲပုံဆိုတော့မြမကြီးက ရုပ်ပုံသေးသေးလေးဖန်ဆင်းပြီးပုံတယ်မြတ်စွာဘုရားမင်းဒီမယ်ဆိုတာတောက်ချောက်ပြောလို့ဗျ။ဘယ်နေရာမှ तू ပုံလို့မရ။အဲ့တော့ဘုရားက तू ပုံလို့မရတော့ तू ရှုံးတဲ့အခါကျတော့ငါပုံမယ်တဲ့ငါအလှဲ့တယ်။အဲ့ကျတော့မင်းရှာပေတော့လို့ဆိုပြီးတော့မြတ်စွာဘုရားကမလုပ်တော့ဆိုတကယ်ကိုသေးသေးလေးဖန်ဆင်းပြီးတော့သူ့မျက်ခုံးမွေးပေါ်မှာဆင်းညာရှာတယ်။မျက်ခုံးမွေးဆိုတော့မြင်မှမမြင်ပဲရှာလို့ပဲရအောင် ကိုမြင်ခုံကိုမြင်ရရဲ့လားမမြင်ပါဘူးအဲဒီမှာသေးသေးလေးဖြန့်သိမ်းပြီးတော့တောကြာယဟန်ဂေါရမဟာပုံတယ်လို့ပြောတာသူပြန်သွားတာဖြစ်ခြင်းဖြစ်မှာသူပြန်သွားတာဖြစ်လောက်တယ်ပုံတာမဟုတ်လောက်ဘူးဆိုပြီးတော့အထင်လွဲမှာဆိုလို့ရက်ဆော်ဗျာဂါထာလေးတစ်ပုဒ်ရွတ်နေအတန်တော့ကြားရတယ်လူရှာမတွေ့နော်အဲ့ဒါဟာဒီတကယ်အဲ့ဒီဇာလန်းကိုတကယ်ဖတ်ခြင်းနေဆိုလို့ရှိရင်မူရင်းချမ်းမစ္စည်းမပန္နတာမှာပါတ နော်မစ္စည်းမပန္နသမှာပါတယ်အဲ့ဒီမှာအဲ့ဒီတုတ်တံမှာသွားပြီးတော့ချီချီဒီစကားတွေအကုန်လုံးပါဖះကအဲ့ဒီတော့ဂါထာရွတ်တာပါရွတ်တော့ဆိုဘဝေဝါဟံဘယံဒိတ်တော်ဘဝံစဝိဘဝေတိနဘဝနာဘိဝတိဂိဉ္စိနန္ဒိဉ္စနဥပါဟိယတိဘဝမှာအပြည့်အနာစာတွေကိုသူရှာတွေ့တယ်တဲ့အပြည့်အနာစာတွေကြောက်ပြီးတော့ ဘဝခင်းရနိဗ္ဗာန်ကိုသူမျောလင်းတယ်လို့နေ့ရဖို့ရအတွက်ကြိုးစားအထုတ်တယ်လို့ဒီခါထာလေးကိုရွတ်နေတာအဲ့တော့တချို့ကတော့ဖရာရဲ့ကိုပြောက်ခါထာဆိုပြီးတော့အမေကိုပြောက်ချင်လို့အုံလေးခံပြီးတော့ရွတ်တယ်ဘယ်တော့မှမပြောက်ဘူးဖရာကပြောက်တာတကိုးနဲ့ဒီခါထာရွတ်လို့ပြောက်တာမှမဟုတ်တာเนาะ